YouTube အတွက် content တွေကိုဘယ်လိုစဉ်းစားလဲဆိုပြီးတော့ကျွန်တော်မိတ်ဆွေတွေခဏခဏမေးကြတယ်တချို့ comment တွေမှာလည်းကျွန်တော်တွေ့လိုက်တယ်အဲ့တော့ပထမဆုံးပြောရရင် YouTube မှာအရန်တော်တဲ့မြန်မာတွေတဲကလည်းအများကြီးရှိသလိုကမ္ဘာမှာလည်း Mr Beast တို့လိုလုံးဝတော်ပြီးလမ်းပြန်ထွက်နေတဲ့ content creator တွေအများကြီးရှိတယ် ကျွန်တော်ကသူတို့လိုမတော်တဲ့အတွက်သူတို့ရှူတောင်းကတော့မပြောပြနိုင်ဘူးကျွန်တော်ရှူတောင်းကနေတော့ကျွန်တော်ပြောပြလို့ရတယ်အဲ့ကျွန်တော်အခုမှတည်တဲ့သူတွေဆိုတော့ကျွန်တော်က next chapter with ကိုနေကကိုနေပါကျွန်တော်မှာပထမ channel ရှိတယ်လို့ဒုတိယ channel next chapter pro ဆိုပြီးတော့လုံးဝ visit တမားတွေအတွက်တည်သက်လုပ်ပေးထားတဲ့ channel တခုလည်းရှိတယ်အဲ့တော့ကျွန်တော်ရဲ့ပထမ channel ကလွန်ခဲ့တဲ့3လခွဲကနေစခဲ့တာဖြစ်ပြီးတော့ကျွန်တော်တလနဲ့ monetization အောင်ထားတာအဲ့နောက်ပိုင်းဒုတိယတတိယလတွေမှာမိတ်ဆွေတို့လို့ ျွန်တော်ရဲ့ချစ်ခင်ရသောအကိုတွေညီတွေညီမတွေအူလေးတွေအတော်တွေအားလုံးရဲ့အားပြီးထောက်ခံမှုနဲ့ကျွန်တော်က follower လေးတွေဒီလိုတိုးလာတယ်ဗောဗျာပြောရရင်တော့ YouTube မှာဆို subscriber ဗောအဲ့ဒါလေးတွေတိုးလာတယ် view လေးတွေရလာတယ်အနေအထားတစ်ခုကိုရောက်လာတယ်ဗောနော်မတရားကြီး YouTube မှာအောင်မြင်နေသူလားဆိုတော့မဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်ကကျွန်တော်မိတ်ဆွေတွေအားလုံးနဲ့အတူတူစူးစမ်းနေတဲ့လူတစ်မျိုးကျွန်တော်ကလည်းပုံစံကွဲပြားတယ်ဗျာအဲ့တော့ကျွန်တော်တစ်ခုခုလုပ်ပြီးဆိုရင်တစ်ခုခုစသိရတာနဲ့ကျွန်တော်မိတ်ဆွေတွေအကုန်လုံးကျွန်တော်လှမ်းပြီးတော့ပြောပြနေကြအဲ့တော့ဒါလေးတွေအတူတူလုပ်ကြမယ်စီးပွားရေးအတူတူလုပ်မယ်ပတ်စံအတူတူရှာကြမယ်ဆိုပြီးတော့အားလုံးတစ်ပြိုင်နက် င်းလိုက်ပြီးစူးစမ်းလို့ရအောင်လို့ကျွန်တော်ကဆွဲခေါ်တာကျွန်တော်ဘာကောင်ကြီးမှမဖြစ်ခင်အဆင့်ကတည်းကနေကျွန်တော်ကကျွန်တော်မိဆွေတွေအကုန်လုံးကိုဆွဲခေါ်နေကြအခုတော့ဘာကောင်ကြီးဖြစ်ပြီလဲဆိုဘာကောင်ကြီးမှတော့မဖြစ်သေးဘူးဒါပေမဲ့ကျွန်တော်စဉ်းစားတဲ့ပုံစံကိုကျွန်တော်မိဆွေတွေကိုမျှဝေပေးပြီးတော့ကျွန်တော်ဆွဲခေါ်ခြင်းလို့ဗျာဒီဗီဒီယိုကြည့်နေတဲ့အထင်မှာအခုမှ YouTube စလုပ်မယ်သူပဲဖြစ်ဖြစ် YouTube ကနေပတ်စံမဲ့ရှာဖို့ကြံနေရပဲဖြစ်ဖြစ်လုံနေစေပဲဖြစ်ဖြစ်လုတ်ပြီးတော့တနည်းနည်းနည်းလောက်လုတ်ပြီးခဏရက်သွားတဲ့သူပဲဖြစ်ဖြစ်ကျွန်တော်ပေးတဲ့အကြံဉာဏ်လေးနဲ့တစ်မျိုးပြန် try ကြည့်ကြည့်အတုံးဝင်မယ်လို့ကျွန်တော်ကထင်တယ်ပထမဆုံးအနေနဲ့ YouTube content တစ်ခုကိုဘယ်လိုလုပ်မလဲဆိုတော့ ကိုကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်အယူအဆဆုံးပြောချင်လို့ကျွန်တော်ဘာကွန်တက်မှမစင်စားထားဘူးဗျာအခုအဲ့အရာထားလာတယ်ကော်ဖီတစ်ခွက်ယူလာတယ်ယူလာပြီးတော့ကျွန်တော်ဒီထိုင်ကမှလာထိုင်နေပထမဆုံးအနေနဲ့ကျွန်တော်ဒီကင်မရာကိုဖွင့်လိုက်တယ်ဖွင့်တော့ကျွန်တော်ကဘာပစ္စည်းတွေတုံးလဲလို့ကျွန်တော်မိတ်ဆွေမေးစရာရှိတာပေါ့အရှိရာဗီဒီယိုတွေကိုမကြည့်ထားတဲ့သူတွေဆိုရင်တော့ကျွန်တော်မိတ်ဆွေတွေသိလို့ရတယ်အဲ့ဒါကကျွန်တော်က webcam ကို logitech တုံးတယ်ဘယ်ကနေတော့ဝင်လာလဲဆိုရင်အသုံးမလို့ပူရှင်ပစ္စည်းတွေကဝယ်လာတာရုံးဖြုတ်တယ် နောက်တစ်ခုကကွန်ပျူတာကရိုးရိုးကွန်ပျူတာပဲအရင်အကောင်စားကြီးမဟုတ်ဘူးမိုက်ခရိုဖုန်းလေးကတော့ဝယ်ထားတာကျွန်တော် monetization အောင်ပြီးတဲ့လာကြမှာ mic ကဝယ်နိုင်တယ်အစပိုင်းတော့ကတော့ဖုန်းနဲ့ဒီထဲမှာစကားမဆက်ကျွန်တော်ကိုဖုန်းနဲ့အတန်ဖမ်းတာဘယ်လိုဖမ်းလဲလို့မေးကြတဲ့သူတွေရှိတယ်ဖုန်းက recorder ဆိုတာပါတယ်ဗျာဘယ်ဖုန်းမဆိုရိုးရိုးတနေအတန်ဖမ်းလို့ရရ recorder ပါတယ်အဲ့ဒါကိုနှိပ်ပြီးတော့ကျွန်တော်ကဒီမှာဖမ်းထားတယ်ကျွန်တော်ရှိတဲ့ကင်မရာနဲ့ကျွန်တော်ကဒီလိုတည်ရိုက်ထားတယ်ပြီးတော့မှအဲ့နှစ်ခုကိုအတန်နဲ့ရုပ်နဲ့ကိုပြန်လိုက်ဆက်တာ ပြန်လိုက်ဆက်ပြီးတော့မှပါဇက်လှုပ်တာနဲ့အတန်လှုပ်တာနဲ့တော့ညှိလိုက်တာအဲ့လောက်ပဲအရှိကဟိုးအရှိဆုံးဗီဒီယိုတွေအကုန်လုံးကျွန်တော်အဲ့တိုင်းပဲလုပ်ခဲ့တာဘာ software ကိုသုံးလဲဆိုရင်ဗီဒီယိုရိုက်တဲ့နေရာမှာ OBS ကိုသုံးတယ် OBS ကအလကားကျွန်တော်မိတ်ဆွေတွေရှာကြည့်ကြည့် tutorial တွေအများကြီးပဲလွယ်မလွယ်သုံးရတာလေနောက်တစ်ခုကအတန်ဘာ software သုံးလဲဆိုကျွန်တော်ဘာ software မှမသုံးကျွန်တော် phone က Realme phone လေးဒါမှမဟုတ်အတန်ဖမ်းတာလေးမစိုးဘူးလို့ပြောလို့ရတယ် content အကြောင်းပြောအောင်ကျွန်တော်ပထမဆုံးစဉ်းစားတဲ့အချက်ကငါလုံးမဲ့ content က ဘာလို့ကျင်လာလဲဆိုတာကိုကျွန်တော်အမြင်နဲ့စဉ်းစားတယ်အဲ့ဒါလုံးဝ key point 1 YouTube ပေါ်မှာကျွန်တော်လောက်တက်တက်ကြီးပြောရတဲ့သူမရှိဘူးကျွန်တော်အာမခင်နေအဲ့ဒါကြောင့်အယူသားဆုံးပြောကြည့်ရအောင်ဒီ content အခုလုံနေတဲ့ content အခုခဏနေမိတ်ဆွေတို့မြင်ရမယ့်ဒီ video မှာကျွန်တော်လိုချင်တာကနံပါတ်1ကျွန်တော် video ဖြန့်ညှက်ကတ်ကိုကျွန်တော်အနည်းဆုံးလိုချင်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်နေလည်းသိမကောင်းဘူးကျမကြီးလည်းမကောင်းဘူးမိဘကြီးလည်းနေသိမကောင်းတော့ကျွန်တော်ဗီဒီယိုဖြည့်ညက်ကတ်ကိုအနည်းဆုံးနဲ့အတူဆုံးလိုချင်တယ်လောက်ရတာအသက်သာဆုံးပေါ့ဗျာနံပါတ် ကျွန်တော်ပေးမဲ့ message ကကျွန်တော်မိတ်ဆွေတွေအတွက် value ရှိစေချင်တယ်တခုခုပေါ့အတွေ့တခုခုမတူညီတဲ့ရှုထောင့်ကနေကျွန်တော်မိတ်ဆွေတွေကိုရသွားစေချင်တယ်အဲ့ဒါကနံပါတ်1နံပါတ်3ကျွန်တော်ပတ်စံလိုချင်တယ် YouTube ကနေ view ပို့ရချင်တယ်အဲ့ကြောယူသုံးခုကကျွန်တော်စဉ်းစားတဲ့ပထမဆုံးအဆင့်ဒုတိယအဆင့်က statistic statistic ကကျွန်တော် YouTube channel ကိုကျွန်တော်တွားကြည့်ရချစ်ရှုရတဲ့သူကယောက်ျားများလားမိန်းကလေးများလားဘယ်မျိုးနေရာများလဲဘယ်နိုင်ငံအနေကြီးကြလဲ နောက်တစ်ခုကျွန်တော်အရင်နှုန်းကဗီဒီယိုတွေအကုန်လုံးကိုကျွန်တော်ပြန်လိုက်စစ်တယ်ဘယ်လိုအရာမျိုးက view များလဲဆိုပါစို့ကျွန်တော်က next chapter ကိုနေဆိုရင်သိကြတာ AI နဲ့များများသိကြရတယ်ပေါ့ဗျာဒါပေမဲ့ YouTube ပေါ်မှာကျွန်တော်က strategy ကိုနည်းနည်းလေးခွာပြီးခင်ရတယ်ကျွန်တော်မိစုတွေ AI ဝါသနာပါတဲ့သူတွေ AI ကိုတကယ်လေ့လာချင်တဲ့သူတွေ AI နဲ့စီးပွားဖြစ်ချင်တဲ့သူတွေအတွက်တန်ဖိုးရှိတဲ့ဟာတွေလည်းဖန်တီးတာတရက်နောက်တစ်ခုက YouTube ကနေပတ်စံရဖို့အတွက်ဖန်တီးရတာလည်းတည့်ရက်ကျွန်တော်စီမှာစကားပြောတဲ့ဗီဒီယိုကလူကြည့်တာများတယ် AI နဲ့ပတ်သက်ပြီးတော့သင်တန်းတွေပေးတဲ့ဗီဒီယိုကအဲ့လောက်ကြီးတိ view မကောင်းဘူးเนาะအဲ့တော့ view မကောင်းတဲ့ရက်လည်ရမှာလားမဟုတ်ဘူးကျွန်တော်ဝတ္တနာပါတဲ့အပိုင်းကျွန်တော်ဖြစ်စေခြင်းတဲ့အပိုင်းကျွန်တော်ကိုယ်တိုင်စီးပွားရေးလုပ်နေတဲ့အပိုင်းဖြစ်တဲ့အတွက်အဲ့ဒါကိုကျွန်တော်မိတ်ဆွေတွေကိုအမြင်နဲ့ကျွန်တော်ကမျှဝေသွားမှာပဲဒါပေမဲ့ကျွန်တော်ဘာစဉ်းစားလိုက်မိလဲဆိုတော့ okay ငါတော့ကြားညက်ဖို့လိုတယ်တချို့ကိစ္စတွေကြားညက်ဖို့လိုတယ် YouTube ကိုဘယ်လိုလုပ်နေရလဲဟုတ်တယ်လေကျွန်တော် AI ကိစ္စပြောပေးမယ်လုပ်နေတာ YouTube နဲ့တင်နေတာဆိုတော့ okay ကိုနေ YouTube ကိုဘယ်လိုလုပ်နေရလဲဆိုတော့သဘောတဘာဝကိုလည်းကျွန်တော်မိတ်ဆွေတွေကိုမျှဝေထားမှာအားလုံးကတပြိုင်တည်းလိုက်ပြီးတော့လုပ်နိုင်ပြီးရမှာပေါ့ဗျ YouTube ပေါ်မှာ ကျွန်တော်တကယ်တမ်းပြိုင်ပန်းမရှိဘူးအားလုံးကအတူတူကြိုးစားနေတဲ့ကုမ္ပဏီဝန်ထမ်းတွေကဲ့သို့ပဲ YouTube ကပေးနေတာလေကျွန်တော်တို့ကအားလုံးပြိုင်ပတ်တယ်မဟုတ်ဘူးတယောက်နဲ့တယောက်နဲ့ရှိတဲ့အချက်လက်ကိုတတ်နိုင်တဲ့လောက်မျှဝေပေးနိုင်ရင်အကောင်းဆုံးပဲအဲ့တော့ okay ဒီနေ့တော့ YouTube အကြောင်းပြောမယ်ဒီနေ့တော့ AI အကြောင်းပြောမယ်ဒီနေ့တော့ Computer Basics အကြောင်းပြောမယ်ဒီနေ့တော့ Next Chapter က Campaign တွေတငယ်ချင်းတွေကိုမိတ်ဆွေတွေကိုလက်ဆောင်တွေပြန်ပေးမယ်ကိစ္စပြောမယ်ဆိုပြီးတော့ကျွန်တော်စီမှာ main ခေါင်းစဉ်ကြီးအများကြီးတယ်အဲ့ဒါကကျွန်တော် content ဘာမှမလုပ်ခင်စဉ်းစားတာ ကျွန်တော် channel က AI နဲ့ပတ်သက်တဲ့ channel remote job နဲ့ပတ်သက်တဲ့ channel စိတ်ပိုင်းဆိုင်ရာအားလုံးကိုစိတ်ခွန်အားတွေပေးဖို့အတွက်ဖန်တီးထားတဲ့ channel ဆိုတာလေဟုတ်တယ်အဲ့ဒီတော့ကျွန်တော်က YouTube တစ်လက် AI တစ်လက်စိတ်ခွန်အားတွေတစ်လက်စကားလီပေါ်တာတစ်လက် live လွှင့်လိုက်တာတစ်လက်စကားမဆက် live လွှင့်တာလीတနားကြီးလွှင့်ရင်မှကျွန်တော်0.68ပဲရတယ်အဲ့တော့3900မပြည့်ဘူးပေါ့ဗျာအဲ့တော့ live ကတကယ်အလုပ်ဖြစ်လားမဖြစ်လားနောက်ပိုင်းကျမှကျွန်တော်မိတ်ဆွေတို့ထပ်ပြီးတော့ပြောပြမယ်ဆိုလိုချင်တာကကျွန်တော်ဒီတလှည့်စီတလှည့်စီအရင်လိုက်စဉ်းစားရတယ်အဲ့ဒါ statistic ကိုကျွန်တော်မသွားခင်မှာ တော့ဒီနေ့ကျွန်တော်စဉ်းစားလိုက်မိတဲ့ခေါင်းစဉ်က okay ငါလေပေါ့မယ်ကျွန်တော်မိတ်ဆွေတွေအကုန်လုံးလေပေါ့မယ်ဒါပေမဲ့လည်းကိုနေပြောတဲ့စကားလုံးနဲ့အကုန်လုံးကသူတို့ရဲ့အချိန်တွေကိုပြန်ပြီးတော့တောင်းခံရတာသူတို့ရဲ့ကြော်ညာတွေကြည့်ပြရတာဗျာကျွန်တော်အခုကြည့်နေတဲ့မိတ်ဆွေတွေကြော်ညာလည်းကြည့်ရင်ကြည့်ရမယ်မကြည့်ရရင်လည်းမကြည့်ရဘူးဒါပေမဲ့အနည်းဆုံးတော့အချိန်ကုန်တယ်ဒီဗီဒီယိုနားထောင်နေရတဲ့အတွက်ကျွန်တော်မိတ်ဆွေတွေအချိန်ကုန်တယ်အချိန်ကုန်ပြီးတော့ဘာမှပြန်မရသွားတဲ့အမျိုးအစားတွေလုံးဝမဖြစ်စေချင်ဘူး အဲ့ဒါကြောင့်ကျွန်တော်ကခုနကခေါင်းစဉ်ကြီးတွေထဲမှာဘာတော့ရွေးလိုက်လဲဆိုတော့ okay ငါဒီနေ့ YouTube နဲ့ပတ်သက်တဲ့အကြောင်းပြောမယ်ဆိုပြီးတော့ကျွန်တော်စဉ်းစားလိုက်တယ်။အဲ့ဒီထဲမှာနောက်တစ်ဆင့်ဘာတော့စဉ်းစားမိလိုက်လဲဆိုတော့ကျွန်တော်က comment တွေအများနဲ့ like ဖက်တယ်။ကျွန်တော်ဘာသာဒီအသေးတွေမပေးနိုင်မယ်နဲ့စာရိတ်တာမပြန်နိုင်တာ။ comment ဆိုရင်ကျွန်တော်ဆဲဆဲကောင်းကောင်းအကုန်လုံးကိုကျွန်တော်က like ကြည့်ပြီးတော့ဆဲလေးကျေးဇူးတင်တယ်။ကျွန်တော်ကောင်းတယ်ပြောလေးကျေးဇူးတင်တယ်။ဘယ်လိုပဲဖြစ်ကျွန်တော်မိတ်ဆွေတွေကျေးဇူးကြောင့် view ရနေတာ။ကျွန်တော်မိတ်ဆွေတွေကျေးဇူးကြောင့်ကျွန်တော်ကဒီလိုဖြစ်လာတာဗျာ။ကျွန်တော်အသက်ရှင်တန်လို့ရတယ်။ အဲ့ဒါအပြင်ကျွန်တော်မိတ်ဆွေတွေရဲ့ကျေးဇူးနဲ့ပဲခင်ဗျားတို့တွေကြည်ပေးလို့ကျွန်တော်ဒီညီလေးတွေညီမလေးတွေစူးစမ်းနေသူတွေအားလုံးကိုကျွန်တော်လက်ဆောင်ပြန်ပေးနေနိုင်တာနောက်လာတွေနောက်လာတွေမှာဆိုရင်ပို့ပြီးတော့တော့လက်ဆောင်ပေးနိုင်ဖို့ရှိသေးတယ်လက်ဆောင်စုပါစကံမဆက်ညက်ပြီးတော့ပြောရရင်အရှိကသတင်းချုပ်ကမ်ပိန်းမှာပါဝင်ထားတဲ့ကျွန်တော်ညီလေးညီမလေးတွေအားလုံးအတွက်ကိုထက်မှတ်ကလက်ဆောင်နေစီစဉ်ပေးပြီးတာ၅သိန်း၆သိန်းမို့လို့ရှိရယ် အဲ့ဒါက ChatGPT တို့ Gemini တို့အကောင့်တွေအများကြီးပါတယ်အဲ့ဒါနဲ့ပတ်သက်တဲ့ဗီဒီယိုကိုကျွန်တော်နောက်ဗီဒီယိုမှာလုပ်ပေးမယ်နော်ဒီဗီဒီယိုကကျွန်တော်က YouTube နဲ့ပတ်သက်တာလေးကျွန်တော်ပြောပြခြင်းလို့ဖြစ်အဲ့တော့ကျွန်တော်မိတ်ဆွေတွေအဆင်ဆင်စဉ်းစားလာလိုက်ပြီးတော့ဘာမှမလုပ်ရသေးဘူးအခုချိန်ထိစိတ်အေးလက်အေးပဲနော်စိတ်အေးလက်ပဲထိုင်နေလိုက်ကော်ဖီလေးတောက်လိုက် YouTube မှာသူများတွေလုပ်နေရလေးရှောက်ကြည့်လိုက်ဟိုကြည့်ဒီကြည့်လိုက်လုပ်နေတိုင်းနဲ့ငါဘာတင်ကောင်းမလဲဆိုတာကိုမနက်တိုင်းစဉ်းစားလိုက်နောက်တစ်ချက်ပြောရရင်ခုနကျွန်တော်ခွဲထားတယ်လို့ခေါင်းစဉ်ကြည့် OK YouTube အကြောင်းပြောမယ်ဆို YouTube အကြောင်း ဲ့ဒီထဲကမှ YouTube အကြောင်းပြောမယ်ဆိုရင်ကျွန်တော်မိတ်ဆွေက research လုပ်ချင်လားမလုပ်ချင်ဘူးလားဆိုရင်နှစ်ပိုင်းပါပါတယ် research လုပ်ချင်နေဆိုရင်သူများတွေဘာပြောထားလဲဆိုတော့ YouTube မှာစက်ကြည့်ကြည့်သူများတွေပြောထားတဲ့ပုံစံများဒါဘာလုပ်ပါညာလုပ်ပါဘယ်နေရာမှာဘယ်လိုလေ့လာတယ်သူတို့ content တွေကိုဘယ်လိုဖန်တီးတယ်စသဖြင့်အဲ့ဒါကိုလေ့လာခြင်းတစ်ပိုင်းသွားမလေ့လာခြင်းကိုယ့်ရဲ့ကိုယ်ပိုင်အတွေ့အကြုံနဲ့ကိုယ်ပိုင်အခက်အခဲကိုပြောခြင်းတစ်ပိုင်းသွားကိုယ်ပိုင်အထွေကြုံနဲ့ကိုယ့်ရဲ့ကိုယ်ပိုင်အခက်ခဲကိုပြောမယ်ဆိုပြီးတော့ကျွန်တော်ကဒီဘက်ချမ်းကိုရွေးလိုက်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်မိတ်ဆွေတို့ဒီနေရာမှာတကွက်ထည့်ပြောခြင်းလို့ YouTube channel စလုပ်တာနဲ့ဘာမှဝါရီမပွားနဲ့တင်စရာရှိတဲ့ဗီဒီယိုတွေအကုန်လုံးကိုရှောက်တာတင်နေခေါင်းစဉ်ကြိုက်တယ်လို့ပြီးသံမလေးတွေမှားမယ်ခေါင်းစဉ်တွေမှားမယ်အရေးကြီးတာကိုယ့်ရဲ့ဗီဒီယိုအပုံ90လောက်ထိရောက်လာဖို့ဘာကြောင့်လဲဆိုတော့ကိုယ့်ဗီဒီယိုအပုံ90ရာနေ100လောက်ကြားကိုမပြေးသေးခင်မှာကျွန်တော်မိတ်ဆွေ statistic အစ်စ်ကိုမမြင်ရအောင်ဘာဖြစ်လို့လဲဆိုတော့ရောင်းချပနေအောင်ကြည့်ရလဲမိမပနေအောင်ကြည့်ရလဲဘယ်လိုခေါင်းစဉ်မျိုးကခစ်ထားလဲကျွန်တော်တင်ထားသမျှဗီဒီယိုတွေအားလုံးထဲမှာနံပါတ်1 top 1ရောက်နေတာက လူလိန်ခံရတဲ့အကြောင်းလေး line ပေါ်မှာကျွန်တော်လိန်ခံရတဲ့အတွေ့အကြုံတွေကိုကျွန်တော်မြန်ပြန်လဲမျှဝေထားသူကသူ trend ကိုမှုသွားရလဲဖြစ်ကောင်းဖြစ်နိုင်နေပေါ့ဗျာဒါပေမဲ့ view ကတော့တော်တော်ကောင်းတယ်အကယ်၍များ video အပုတ်တိုင်းသာအဲ့လို view ရနေရင်ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်လာတိုင်း computer တွေဂျုံးပြန်နေအောင်လို့ဝယ်ပေးလို့ရတယ် ကျွန်တော်တို့ challenge ကကျွန်တော်တို့ကိုကြည့်ရှုမဲ့ပြည်သက်တဲ့အကုံလုံးကပတ်စံပြီးလို့မရတဲ့နိုင်ငံကနေကြည့်ကြတာများတယ်။ဥပမာမြန်မာပြည်သက်ပေါ့ဗျာ။မြန်မာပြည်သက်ကထိုင်းရောက်နေတယ်ဆိုရင်မြန်မာပြည်သက်က US ရောက်နေတယ်ဆိုရင်တော့ကိုဗီဒီယိုလာကြည့်တိုင်းကိုကပတ်စံရမှာ။အခုကအဲ့လိုမဟုတ်ဘူး။ကျွန်တော်တို့စဉ်းစားထားမှာကအစဲကျူးတချို့ကိုစဉ်းစားထားမှာ။ဘလူရောက်တရားကြည့်ရင်10ရောက်လောက်ဟာကပတ်စံရမယ်။တနည်းကို3ဒေါ်လာ၊4ဒေါ်လာ၊5ဒေါ်လာအဲ့လောက်ရတယ်။တနည်းတော့2000လဲခင်ဗျာရှင်းတန်းလို့ရရပဲလေအစီလေးเนาะအဲ့ဒီကနေတက်လာဖို့ပဲရှိတယ်ခုနကစကားပြတ်သွားတဲ့နေရာကိုပြန်ခေါ်ရရင်ကျွန်တော်မိတ်ဆွေတွေက ီဒီယိုတင်မှာပထမအပုပ်90နဲ့တရားအောင်မကြောက်နဲ့ဆိုတဲ့စကားကကျွန်တော်ပြောတာမဟုတ်ဘူးအဲ့ဒါကဘာပေါ်ကနံပါတ်1အရန်ကောင်းတဲ့ YouTuber Mr Beast ကပြောထားတာမင်းတို့ပထမဆက်ဆက်ချင်ဗီဒီယိုတင်တင်စရာရှိတာတင်ဆိုပြီးတော့သူပြောတဲ့အကြောင်းအရာကိုကျွန်တော်လုံးဝနားမလည်ခဲ့ဘူး။မဲအပုတ်တရားမြန်မြန်ပြအောင်အရင်တင် quantity ကိုအရင်ဦးစားပေးလိုက်တင်ချင်တာတင်နောက်ပိုင်းမှာ ရှိတဲ့ဘုတ်ကဟာမှားတဲ့ဟာကိုနောက်တစ်ဘုတ်မှာကောင်းအောင်လုပ်ရှိတဲ့ဘုတ်ကလွင်နေတာကိုနောက်တစ်ဘုတ်မှာကောင်းအောင်လုပ်ဆိုပြီးတော့သူကအကြံပေးတယ်ကျွန်တော်ကအဲ့ဒီနေရာမှာဗာမြင်လာလဲဆိုတော့ statistic ကိုမြင်လာတယ်အော် okay ငောက်ကြည့်နေတဲ့ပြည်သက်တီတွေကလူကြီးလူကောင်းတွေများလားအကိုတွေများလားအမတွေများလားလားအမျိုးသမီးများလားအမျိုးသားများလားအဲ့ဒီအပိုင်းကိုကျွန်တော်ကအမြဲတမ်းထည့်သွင်းပြီးတော့စဉ်းစားတယ်အဲ့ဒါတွေအကုန်လုံးကိုကြိုသိထားရင်ကြိုကြည့်ထားရင်ကျွန်တော်မိတ်ဆွေတွေကဘာကိုအတတိထားမိပါမလဲဆိုရင်ကိုကွန်တက်ဖန်တီးတဲ့အခါမှာဒီအချက်လက်တွေပေါ်မှာပဲမူတည်ပြီးတော့စဉ်းစားသွားမိလိမ့်မယ် ဲ့တော့နောက်တစ်စင်းတက်လာပြီ content တစ်ခုကိုစတော့မယ်ဆိုရင်ဘာကနေစစဉ်းစားမလဲကျွန်တော်ဆိုရင်ဘာနဲ့စစဉ်းစားလဲဆိုရင်အထဲထဲမှာပါမယ်ကလီစာတွေအားလုံးကိုစဉ်းစားတယ်အခုကျွန်တော်ပြောတဲ့အပိုင်းကတတိယအစိတ်ပိုင်းကိုရောက်လာပြီအဲ့ဒါဒီကျွန်တော်ကောင်းထဲမှာအတုံးလေးတွေဆက်ထားခဲ့တာ1 2 3 4ဒီချက်ပြန်စဉ်းစားကြည့်ကြည့်ဆက်စားချင်းကျွန်တော်ညီတန်းကိုပြောပါရစေကျွန်တော်အရေးကြီးတဲ့ကြော်ယိုးကိုအရင်ရှင်းရှင်းပြတယ်ငို့တို့ထားထိုင်နေ ော်ဖီတောက်ပြီးတော့ကျွန်တော်ဘာစစဉ်းစားလဲဆိုတော့ကြော်ယူကိုငါအရင်စပြောမယ်ဆိုတော့ကျွန်တော်ကြိုပြီးစဉ်းစားခဲ့တယ်အဲ့လိုပဲအတုံးလေးတွေအတုံးလေးတွေစီကစင်ကနဲ့ဒီနေရာကိုရောက်လာတာကြိုပြီးတော့ဘာမှမလုပ်ခင်မှာဆက်ခဲ့တာအဲ့ဒါကကျွန်တော်ကော်ဖီတောက်ရင်းနဲ့ဆက်တာအဲ့တော့ကျွန်တော်မိတ်ဆွေတွေကလုံနိုင်လားဆိုရင်လုံနိုင်တယ်လွယ်လွယ်လေးကျွန်တော်ခလေးဘွားအတင်ထားသလိုပဲဏိဒန်းစာကိုဏီကုန်အဲ့တော့ဒီထဲမှာလှည့်စားချက်ကိုကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ထပ်ပြောပြမယ်ဒီဗီဒီယိုကိုကျွန်တော်နာမည်ပေးတဲ့အခါမှာပေးမဲ့နာမည်၃မျိုးလောက်ကိုကျွန်တော်ကရွေးချယ်ထားတယ်အဲ့ဒါက thumbnail ပေါ်မှာကျွန်တော်ရေးမှာ YouTube တင်ဖို့ content တစ်ခုကိုဘယ်လိုစဉ်းစားမလဲ ဲ့လိုရင်ကောင်းမလားဒါမှမဟုတ် YouTube မှာဖြစ်ပေါ်နေတဲ့စစ်ပွဲကြီးလို့ပြောပြီးတော့ YouTube မှာတကယ်တမ်းဗစစ်ပွဲမှမရှိဘူး creator တွေအားလုံးကတကယ်တမ်း YouTube ကနေပဲပတ်စံရနေတယ်ဘယ်သူမှကိုယ့်အိမ်ထဲနှိုက်ပြီးနေရတာမဟုတ်ဘူးဒါကြောင့် content ကိုဘယ်လိုဖန်တီးပါဆိုပြီးတော့ပြောမလားအဲ့ဒါလုံးဝခေါင်းစဉ်တွေကိုကျွန်တော်အရင်တည့်စင်းစားရတယ်။အဲ့ဒါကအတုံးနေဆက်နေတဲ့အချိန်မှာပဲ like ပြီးတော့တစ်ခါတလေကြာရင်ပြောင်းသွားတယ်။ပုံသေး fix လို့မရဘူး။အဲ့တော့ဒီ video ဆိုရင်ကျွန်တော်ဘာသာစကားပြောနေရင်လည်းကျွန်တော်ခေါင်းထဲမှာအခုချိန်မှာပေါ်နေတာကအသင့်တော်ဆုံးက content တစ်ခုကိုဘယ်လိုစဉ်းစားမလဲ question အနေနဲ့ကျွန်တော်တင်ရင်ကောင်းမလားကျွန်တော်ကောင်းတယ်မှာအဲ့ဒါကလိုက်ပြောင်းနေတယ်ခေါင်းစဉ်ကလိုက်ပြောင်းနေတယ်ဘာဖြစ်လို့လဲဆိုတော့အခက်ခဲဆုံးအစိပ်ပိုင်းကအဲ့ဒါတမ်နီးမှာရေးရမှာကလူကိုဆွဲဆောင်အောင်လို့ရေးရမှာဗျာတမ်နီးပေါ်မှာကျွန်တော်ကအဲမိတ်ဆွေတိပြီးပြီလားဒါတိပြီးပြီလားဘာညာစသည်ဖြင့်ပွဲဖြစ်နေတယ်ဟေးစသည်ဖြင့်အဲ့လိုဆိုရင်လူတွေကစိတ်ဝင်စားပြီးတော့အ ਨੇ ဆုံးတော့ဝင်လာကြသေးတယ်ဗီဒီယိုထဲမှာပထမဆုံး1 view တော့ရသေးတယ်သူကသူအစားဆုံးကြည့်တာမကြည့်ရတကိစ္စဆက်စားခြင်းတော့တစ်စက္ကန့်နှစ်စက္ကန့်တော့ကြည့်သွားသေးတယ်ဆိုတော့အဲ့ဒီဟာကိုကျွန်တော်တို့ကအတူဆုံးဖြစ်အောင်လို့လည်းရေးရအောင်မယ် ဗီဒီယိုတစ်ခုလုံးကိုခြုံငုံပြီးသားခေါင်းစဉ်ကလည်းဖြစ်အောင်မယ်ဆိုလိုချင်တာစာပိုက်ကြီးကိုကြည့်ပြီးတော့မှကျွန်တော်တို့ကစာစီစာကွင်းခေါင်းစဉ်ကိုကိုယ့်အကိုပြန်ပေးရတယ်လို့ပဲပေါ့ဗျာ content စဉ်းစားလာတဲ့အစိပ်အပိုင်းတွေအားလုံးနဲ့မှလည်းအဲ့ဒီကောင်တပြိုင်တည်းစဉ်းစားလာတယ်ဆိုလိုချင်တာကကျွန်တော်ဗီဒီယိုရိုက်နေတဲ့အချိန်မှလည်းတပြိုင်တည်းစဉ်းစားနေတာအခုကျွန်တော်ဒီမှာပြောနေတယ်ကျွန်တော်မိတ်ဆွေတွေကိုပြောနေရင်လည်းကျွန်တော်စဉ်းစားဖြစ်တယ်အဲ့တော့ခုနကအတုံးလေးတွေကိစ္စကိုပြန်သွားအောင်ခေါင်းစဉ်ကြီးကိုစဉ်းစားနေတာကပြောနေရင်လည်းစဉ်းစားနေတာတကိစ္စခုနကအတုံးလေးတွေဆက်လာတဲ့ကိစ္စမှာညီကောင်ကငါဘယ်လိုပြိမ့်ပါလဲဆိုတဲ့ကိစ္စကြိုပြီးတော့စဉ်းစားထားတယ် အဲ့တော့ညီကုန်းမှာကျွန်တော်ပြိမ့်မယ်လို့ကြိုပြီးစဉ်းစားထားခဲ့တဲ့ကိစ္စကမကြခင်မှာမိ쇠ရီအလုံးတွေတကယ်အခွင့်အရေးကောင်းတစ်ခုရှိလိမ့်မယ်။အဲ့ထဲမှာ YouTube နဲ့ပတ်သက်တဲ့တကယ့်ဆရာကြီးတွေပါလိမ့်မယ်။ Video Editing နဲ့ပတ်သက်တဲ့တကယ့်ဆရာကြီးတွေပါလိမ့်မယ်။သူတို့ Social Media တွေပေါ်မှာဘယ်လိုလုပ်နေလဲ။ Video Editing တွေဘယ်လိုလုပ်နေလဲ။ CapCut တွေဘယ်လိုသုံးနေလဲ။သူတို့ AI tools တွေကိုဘယ်လိုသုံးနေလဲဆိုတာကိုတကယ်လုပ်နေတဲ့သူတွေအားလုံးကိုစုပြီးတော့သူတို့ Web Miner ပုံစံမျိုးနဲ့သူတို့လုပ်ပြီးမှာဗျာ။လုပ်ပြီးပြီးွားရင်လူအယောက်တစ်ထောင်လောက်ကိုသူတို့ဖိတ်မယ်။အဲ့ဒါအပြင်အဲ့ဒီပွဲမှာခုနကလို့ ChatGPT လို့ Gemini တို့စတဲ့ဟာတွေအကုန်လုံးကိုသူတို့ရောင်းစမြပစ္စည်းအားလုံးကို sponsorship အနေနဲ့သူတို့ကလက်ဆောင်တွေပြန်ပေးအောင်ပါအဲ့ဒီအကြောင်းအရာကိုပြောပြီးတော့ကျွန်တော်ကနေကုန်းအထိပြိမ့်မယ်လို့စဉ်းစားခဲ့တယ် โอเคအဲ့တော့အခုဒီနေရာရောက်သွားပြီဒီနေရာကျွန်တော် free style ဖြစ်သွားပြီကျွန်တော်ထည့်ပြီးစဉ်းစားထားတဲ့ကိစ္စဘာမှမပါဘူးအဲ့ဒါကြောင့်ကျွန်တော်မိတ်ဆွေတွေအကုန်လုံးကိုအရှိမစကားပြောတတ်တဲ့ scale တို့ critical thinking စဉ်းစားတဲ့ပုံစံလူတစ်ယောက်မှာရှိတင်ရှိထိုက်တဲ့ scale 15မျိုးတို့ဘာတို့ကိုလေအကုန်ချပြခဲ့တာအဲ့ဒါတွေအကုန်လုံးရှိရင် free style သွားတဲ့အခါမှာကျွန်တော်မိတ်ဆွေခြိုက်တဲ့ခေါင်းစဉ်လား ကြိုက်တဲ့ topic လားဘယ်လုပ်ငန်းမှာပဲဖြစ်ဖြစ်ဘယ် sector မှာပဲဖြစ်ဖြစ်ကျွန်တော်ကြိုက်တယ်လို့စိန်ခေါ်လို့ရတယ်အဲ့တော့အဲ့ဒီ video တွေကိုမကြည့်ရသေးရင်တွားပြီးတော့ကြည့်အဲ့ဒါကကျွန်တော်အခုထည့်ပြောလိုက်တဲ့ freestyle နဲ့မှာဘာကိုထည့်ပြောလိုက်တာလဲကျွန်တော် video ကိုတပုတ်သေးကြည့်အောင်လို့ကျွန်တော်ပြောတာမဟုတ်ဘူးဟိုဘက် video လည်းတော့ကြည့်ပါအောင်ဗျာအရှိမလဲဘာပြောထားခဲ့လဲအနောက်မှာလည်းခဏနေဘာပြောမှာကျွန်တော်ဒီ video ထဲမှာအကုန်ထည့်သွားပြီတလားအဲ့ဒါတမင်ဆွဲခေါ်တာ ကျွန်တော်တမင်ဆွဲခေါ်နေတာကျွန်တော်မိတ်ဆွေတွေကိုခုဗီဒီယိုသွားကြည့်အောင်ဒီဗီဒီယိုသွားကြည့်အောင်လို့ကျွန်တော်ကဆွဲခေါ်တာအဲ့ဒါဒီ content ဖန်တီးတဲ့အခါမှာအမြဲတမ်းထည့်ပြောရတယ်အဲ့ဒီတော့ကြောင့်မလို့ကျွန်တော်ထောက်ပြခဲ့တယ်မျက်နှာပြဖို့လိုတယ်ဆိုတာယုံကြည်မှုဒီမျက်နှာကြီးချောလို့လားဗျဒီယုံကြည်မဲတဲပြီးသွားကြိုးနေတာဘာမှဆွဲဆောင်မှုလည်းမရှိဘူးသို့တော့ဒီမျက်နှာနဲ့ပြောနေတော့ယုံကြည်မှုရရှိရလေ channel လေးကိုလည်း like and subscribe လုပ်ပေးသွားအောင်နော်ဆိုရင်အဲ့ဒါကိုကိုကိုကြော်ညာနေတာအဲ့ဒါဒီအားလုံးပြီးတော့မှကျွန်တော်မိတ်ဆွေတွေကဘာပိုင်းကိုသွားရမှာလဲဆိုတော့ technical ကိုပြီးမှသွားရတာ technical မှာ video ကဘာလို့မှာလဲ ဖြတ်ညက်ကလီစတစ်ကာတွေထိုး effect တွေထဲဗီဒီယိုတွေအရင်မိုက်တဲ့ဘာညာနဲ့အဲအဲ့ဒီကြမှာဖြစ်လာတာဗီဒီယိုမိုက်တာမမိုက်တာတကိစ္စမဟုတ်အထဲတည်းအစာတကိစ္စအစာရဲ့အရာတာကအယောင်မိန်နေတော့မှအရန်စားလို့ကောင်းနေတယ်ဆိုရင်ဘယ်လိုပဲဖြစ်ဖြစ်စိတ်ဝင်စားတယ်ဆိုလိုချင်တာဗီဒီယို edit တွေဘာမှမကောင်း line ပေါ်မှာပွဲဟေးပွဲဖြစ်နေပြီးရောက်တင်နေတာဘယ်သူတွေဘယ်သူတွေကတော့ဘာဖြစ်သွားပြီဘယ်သူကတော့ပမာရန်ဖြစ်သွားပြီအဲ့ဒါဆိုလူတွေဝင်ကြည့်နေရပဲ view တွေနေရမှာမဟုတ်ဘူးလေကျွန်တော်လည်းကြည့် ဗီဒီယို editing ဘာကောင်းလို့လဲ quality လည်းမကောင်းဘူးကင်မရာလည်းမကောင်းဘူးထိုင်ရတဲ့နေရာအနေထားတွေဘာမှလည်းမကောင်းဘူး effect တွေရှောက်ထည့်ထားတာပဲရှိတယ်ကျွန်တော်မိတ်ဆွေတွေတည်ရတိုင်းပဲကျွန်တော် run နေတဲ့တခြားစီးပွားရေးတွေအများကြီးရှိကျွန်တော်တခြား social media တွေနဲ့တခြားလုပ်တဲ့ business တွေအများကြီးရှိအဲ့ဒီမှာကျွန်တော်ရဲ့ trend တွေကျွန်တော် video ရဲ့ view တွေဘယ်လိုဆွဲတင်တာလဲဘယ်လို strategy တွေနဲ့ဆွဲတင်တာလဲဆိုရင်ကျွန်တော်စဉ်းစားတဲ့ပုံစံကအဲ့ဒီဒီတိုင်းပဲကိုလျှောက်လာခဲ့တဲ့ land ကဘယ်လိုပုံစံနဲ့ရှိနေလဲဆိုတာကိုအရှိကလှေခတဲ့ခုနကကြံခဲ့တဲ့လှေခတဲ့ အရင်အရှိကတင်ထားသမျှဗီဒီယိုတွေအားလုံးကိုလှစ်ခရစ်ကဲ့သို့ကျွန်တော်ကအသုံးချတယ်။အဲဒါကြောင့်ကျွန်တော်မိတ်ဆွေဗီဒီယိုအပုတ်90တရာမရောက်ခင်မှာလုံးဝစိတ်ဓာတ်မကြပါနဲ့အဲ့ဒီကောင်တွေကလှစ်ခရစ်တွေဘယ်နေရာမှာဘာမှားသွားတယ်ဆိုတော့ကျွန်တော်တို့ပြန်လှည့်ကြည့်လို့ရတယ်။အရှိမအမားတွေအများကြီးပဲ။မှားသွားအောင်တော့တမ်မနေကကြိုက်တဲ့အချိန်ပြန်ပြန်သွားပြီးတော့လဲလို့ရတယ်။ Mr Beast Channel ဆိုရင်တမ်မနေကိုတစ်နှစ်တစ်ခါပြန်ပြန်လဲတဲ့လူအောင်ပြောသေးတယ်။လူစိတ်ဝင်စားအောင်လို့ဆိုလားပဲ။နောက်တစ်မျိုး YouTube မှာဗီဒီယိုတင်ထားတဲ့ဆိုရင်ခေါင်းစဉ်နေခေါင်းစဉ်နေမှာ 2025ကျွန်တော်ဒီဗီဒီယိုမှထည့်ပေးလိုက်မယ်2026 2029ဒီနှစ်ဒီနှစ်ဒီနှစ်မှာကျွန်တော်ကထွက်ပြီးတော့နောက်ဆုံး version ကိုပြောထားတကယ်တော့ထည့်ပေးတာလေဆွဲဆောင်မှုတစ်မျိုးပဲနောက်ဆုံးတစ်ချက်ကျွန်တော်မိတ်ဆွေတွေသူများကို share ပေးတဲ့အခါမှာခုဗီဒီယိုတွေအကုန်လုံးကို playlist တွေပါ share ပေးအဲ့ဒါမှသူတို့ကခုဗီဒီယိုကိုတပုတ်တည်းမြင်မှာမဟုတ်ဘူးနှစ်ပုတ်သုံးပုတ်မြင်မှာဆိုလိုချင်တာကကျွန်တော်တင်ထားတဲ့ဗီဒီယိုက၅ပုတ်ရှိတယ်တပုတ်ကကောင်းတယ်လူကြိုက်တယ်ကျန်တဲ့၄ပုတ်ကစုပ်နေတယ်ဆိုရင်တော့မှ playlist ကြီးထည့်ပြီးလိုက်ရင်၅ပုတ်ထဲမှာမတော်တဆမြင်သွားနိုင်တာပဲခေါင်းစဉ်ကလည်းကောင်းနေတယ်ဆိုရင်လေ content စဉ်းစားတဲ့အခါမှာအထဲထဲကပြောမယ်အကြောင်းအရာပဲစဉ်းစားရဆူလားဆိုတော့မဟုတ်တော့ကျွန်တော်တို့ဘာလိုချင်တာလဲဆိုတဲ့ခုနအစအကိုပြန်ရောက်ပါတယ်ကျွန်တော်လိုချင်တာ view လိုချင်တာကျွန်တော်လိုချင်တာကျွန်တော်ရဲ့တက်တောင်တက်တာရှိမှုကျွန်တော်လီပိုးရတာကျွန်တော်ရဲ့အားသာချက်ဆိုတော့ကျွန်တော်ကစကားထိုင်ပြောပြီးကင်မရာထောင်ပြီးကျွန်တော်ချက်ချင်းကြိုက်တဲ့ content ကိုကျွန်တော်ချက်ချင်းစဉ်းစားပြီးတော့ဗစက်နဲ့ပြောဆိုရင်ကျွန်တော်ပြောလိုက်လို့ရတယ်ဒါပေမဲ့နံပါတ်3 video ဖြတ်ညက်ကကျွန်တော်အားနေတယ် အဲ့တော့ကျွန်တော်တက်တောင့်တက်တာရှိမှုကိုခုနအခြေခံထားတာယူထားတဲ့အတွက်ဒီဗီဒီယိုမှာကျွန်တော်အများကြီးဖညက်ကက်လုံမှာမဟုတ်ဘူး zoom နေဆွဲထည့်တာတို့ဘာတို့ညာတို့အဲ့လောက်ပဲကျွန်တော်လုံမယ်နောက်ခံကိုအယောင်ချိန်မယ်အရှိနောက်မှာ logo လေးညှက်မယ်အဲ့လောက်ပဲကျွန်တော်စဉ်းစားရတာကအဓိကပင်မှာကြော်ရုပ်ဖြစ်တယ်ကျွန်တော်မိတ်ဆွေကြိုက်တဲ့ကောင်းစင်တော့ကျွန်တော်မိတ်ဆွေဘာ channel လုံမလဲဘယ်ရုပ်စီ channel လုံမလားဘာ channel လုံချင်လဲ comedy လားဟာသလားခုနကပြောတဲ့ကြော်ရုပ်ကိုပဲစဉ်းစားစထိုင်ဘာလုပ်ချင်တာလဲဒီတစ်ခေါက်ပတ်စံလုပ်ချင်တာလားဒီတစ်ခေါက် value တန်ဖိုးကိုပေးချင်တာလားဒီတစ်ခေါက်ဟာသလုပ်ချင်တာလားဒီတစ်ခေါက်ပရုပ်စီရဲ့ quality ကိုပြောမှလား okay နိဒန်းစာကိုနိကုံနိဒန်းမှာဘာနဲ့လှန်ဆွဲမလဲဒုတိယကိုခင်ဗျားတို့ဒီပြုတ်စီအကြောင်းသိပြီပြီလားဒီပြုတ်စီကဘာလဲဘာလဲဘလို့ဘလို့ဘလို့ဆွဲခေါ်သွားမှာလဲပြီးရင်ဒီဗီဒီယိုထဲမှာဘာပါမယ်ဆိုတဲ့အချက်လက်တွေအကုန်လုံးကိုခုနအတုံးလေးဆက်တဲ့အဆင့်ရောက်သွားပြီအဲ့ဒီအတုံးလေးတွေကဘလို့ဆက်မှာလဲဒါတွေမဆက်ခင်မှာခုဗီဒီယိုရဲ့ statistic ကိုတွားပြန်ကြည့်လူကြီးလူကောင်းတွေများလားယောက်ျားလေးတွေများလားမိန်းကလေးတွေများလားကျွန်တော်ကြတော့ကျွန်တော်ရဲ့ audience ကျွန်တော်ရဲ့ channel တွေမှာကစနစ်တကျနဲ့ကြည်တတ်တဲ့စနစ်တကျနဲ့နားထောင်တတ်တဲ့လူငယ်လူကြီးလူတော်တွေအများကြီးပါတယ်ဗျာအဲ့တော့ကျွန်တော်က တချို့နေရာတွေမှာ quality content ဖြစ်ဖို့ကိုကျွန်တော်တော်တော်စဉ်းစားယူရတယ်။ကျွန်တော်အိတ်ငှိုက်နေတယ်ကျွန်တော်အရန်ပင်မနေတယ်ဆိုရင်ကျွန်တော်ပြောတဲ့စကားလုံးတွေမှာကျွန်တော်ရဲ့စေတနာကျွန်တော်ရဲ့ quality ကိုမပြနိုင်ပါဆိုလို့ကျွန်တော်အဲ့လိုရက်တွေဆိုကျွန်တော်မလုပ်ဘူး။ဘယ်လိုကြိုးယူပုံမှာတွားနေရလဲ၊ကို့ channel ကဘယ်လိုပုံစံပုံမှာတွားနေရလဲ၊ဘယ်လိုလူသိစေချင်တာလဲဆိုတဲ့ image ပုံရိပ်ကိုလည်းတစ်ခါတည်းဆွဲခေါ်ပါရသေးတယ်။အဲ့တော့ကျွန်တော်ဆိုရင် next chapter ဝေကိုနေဆိုတာကကျွန်တော်တို့လူငယ်တွေညီကိုမောင်နှမတွေအားလုံးအတွက်ကို AI နည်းပညာကော remote job တွေကော YouTube တွေကောအကုန်လုံးကိုကျွန်တော်တိတိမျှတတ်တမျှမရှိရှိတဲ့ခါလေးနဲ့မတိတိတာလေးနဲ့လိုက်ပြီးမျှဝေပေးတဲ့ကောင်းဆိုပြီးတော့ပုံ ရိတ်ကိုကျွန်တော်ကပေါ်စီခြင်းနဲ့အဲ့ဒါကကျွန်တော်ချပြထားတဲ့ပုံစံကျွန်တော်တကယ်လုပ်နေရလဲအဲ့ဒါပဲဂျူဂျူကပတ်စံရအောင်ရှာတယ်ရလာတဲ့ပတ်စံကိုကျွန်တော်လူတွေအကုန်လုံးကိုလက်ဆောင်လိုက်ပေးလို့ရအောင်လို့ကျွန်တော် Mr Beast ထက်ကောင်းတဲ့သူဖြစ်ခြင်းနဲ့ဗျကျွန်တော်အိမ်နေရောကားရောအကုန်လုံးကိုလိုက်ဝယ်ပြီးကျွန်တော်လက်ဆောင်တကယ်လိုက်ပေးခြင်းလားဒါပေမဲ့ကျွန်တော်တသိန်းတသိန်းတသိန်းပေးနိုင်နေတဲ့အဆင့်ကိုရောက်နေပြီကျွန်တော်နောက်ပိုင်းမှာကွန်ပျူတာကိုတလုံးတလုံးတလုံးပေးနိုင်တဲ့အဆင့်ကိုကျွန်တော်မကြခင်မှာရောက်လိမ့်မယ်နောက်တစ်ချိန်ကျရင်ကိုနေကအိမ်နေကားတွေကိုလိုက်ပြီးတော့လက်ဆောင်လိုက်မချပေးနိုင်တဲ့သူလို့ မိတ်ဆွေတို့ပြောလို့မရဘူးအဲ့ဒါကတော့ကျွန်တော်ခံယူချက်ကျွန်တော်ယုံကြည်ချက်အဲ့ဒါကကျွန်တော်ပွဲစားကြတဲ့ကကျွန်တော်တွန်းတိုက်တဲ့ပုံစံကကျွန်တော် YouTuber ဖြစ်ချင်တာမဟုတ်ဘူးကျွန်တော်ပေးချင်တာငါက YouTube ကနေပတ်စံရှာမယ်ငါရတဲ့ပတ်စံကိုငါအကုန်လုံးကန်ဆယ်မိတ်လုပ်မယ် challenge တွေခေါ်မယ် campaign တွေလုပ်မယ်အားလုံးကိုပြန်ပေးမယ်ကျွန်တော်ထမင်းစားဖို့ကကျွန်တော်အလုပ်ကျွန်တော်ပတ်သက်ရှိကျွန်တော်တခြားဟာကျွန်တော်လုပ်လို့ရကျွန်တော်ကတော့တတရရနဲ့ကျွန်တော်နေလို့ရတယ်ဗျအဲ့ဒါကြောင့်ကျွန်တော် YouTube ကိုအဲ့လိုစူးစမ်းတာအသေးအံကျွန်တော်စူးစမ်းနေတာအဲ့တော့ကျွန်တော်မိတ်ဆွေတွေကိုနောက်ဆုံး trick ကိုပြောပြမယ်နောက်ဆုံး trick ကဘာလဲဆိုတော့ဘာမှမမျှော်လင့်နဲ့လုံးဝဘာမှမမျှော်လင့်နဲ့ ပတ်စံမမျှော်လင့်နဲ့ monetization မမျှော်လင့်နဲ့ YouTube ကနေ view တက်ဖို့မမျှော်လင့်နဲ့ဘာမှမမျှော်လင့်နဲ့လောက်ရမယ့်အလုပ်ကတခုတည်းကိုတင်စရာရှိတော့ကိုယ့်ကိုရိုက်ဖန်တီးစရာရှိတော့ကိုယ့်အောက်ဖန်တီးအမြဲတမ်းတင်တယ်တစ်မျိုးမဟုတ်တစ်မျိုးမှထပြီး trend ထွန်းလိမ့်မယ် မဟုတ်လေပုံမှန်ကြည့်တဲ့သူတွေကကိုကိုသဘောကျလာပြီးတော့အားပေးလာလိမ့်မယ်ဒါမှမဟုတ်လေဖြတ်ရှောင်ရင်းနဲ့တွေ့သွားတဲ့သူတွေပဲဖြစ်ဖြစ်ဘယ်လိုတွေ့တွေ့တနေ့မဟုတ်တနေ့မှတွေ့လာလိမ့်မယ်ခေါင်းစဉ်တစ်ခုမဟုတ်တစ်ခုမှတဲ့လာလိမ့်မယ်ဆိုလိုချင်တာကမိတ်ဆွေကအပုတ်90လောက်တင်ပြီးပြီးလွဲနေတယ်လုံးဝလွဲနေတယ်ဆိုရင်အဲ့ statistic ကိုပြန်ကြည့်အဲ့အပုံ90မှာဘာမှားနေရလဲကျွန်တော်ရဲ့ပထမ channel နှစ်ခုသုံးခုလောက်ရှိတယ်ကျွန်တော်တင်ထားရလဲအပုံ90လောက်ရှိတယ်ကျွန်တော်ဘာမှားနေရလဲဆိုရင်စာရီးရေးထားတာတွေတလွဲတွေတပ်မင်းတွေရေးထားတာတွေတလွဲတွေအဲ့ဒါအပြင်မှာကျွန်တော်သွားတဲ့လမ်းကြောင်းက ဂီတာတွေကိုဟိုနားတော့တီးလိုက်ဖိုးစကားထားပြောလိုက်ဟာတာတွေပြောလိုက်စင်ကြီးတွေတရိတ်ဆန်တွေကနေတဲ့အကြောင်းတွေတင်လိုက်ကျွန်တော် channel ကဘာလို့လုံနေမှမသိဘူးအဲ့တော့အားနဲ့ချက်တွေကိုကျွန်တော်ပြန်လှည့်ကြည့်တဲ့အခါမှာအော်အေးဟုတ်သားပဲငါပထမ15ပုတ်လုံးက ဘာရီတင်နေကြတာလေးပေါ့အဲ့ဒါမျိုးတွေကျွန်တော်ပြန်တွေ့တယ်နောက်ဆုံး channel ကိုအစ်စ်ပြန်တစ်ခုတိဆောက်တယ် content တစ်ခုစဉ်းစားမယ်ဆိုရင်လုံးဝ free style ပဲစဉ်းစားမယ်ပေါ့ပေါ့ပါပါပဲစဉ်းစားမယ်ကျွန်တော်ကိုချစ်ရှုနေတဲ့သူတွေကဘယ်လိုလူဒန်းစားမျိုးတွေလဲဆိုတာကိုအားလုံးကကိုစီကိုစီသိအောင်လုပ်ရမယ်ဟာသ channel ပဲဖြစ်ဖြစ်ခလေး channel ပဲဖြစ်ဖြစ်အဲ့တော့သူတို့တွေကိုသိအောင်ဘယ်လိုလုပ်မလဲဆိုရင် statistic တွေကိုတွားပြီးကြည့် YouTube studio ထဲမှာလွန်ခဲ့တဲ့ video တွေက view တွေဘယ်လောက်ရတယ်ထိုင်းကဘယ်နှယောက်ကြည့်တာဂျပန်ဘယ်နှယောက်ကြည့်တာ US ကဘယ်နှယောက်ကြည့်တာအဲ့ဒါတွေအကုန်လုံးလိုက်ပြီးတော့လေးလာလေးလာပြွားရင်ကျွန်တော်မိတ်ဆွေတွေက ပိုပိုပိုကောင်းအောင်လုံရင်းလုံရင်းနဲ့မှဖြည်းဖြည်းချင်းတိဆောက်ယူရတာအဲ့ဒါဆိုရင်မေးစရာရှိတာပေါ့ခမားကြတော့ဘာဖြစ်လို့တလာရဲနဲ့ monetization အောင်လဲဆိုပြီးတော့ကျွန်တော်မေးစရာရှိတာပေါ့ကျွန်တော်ရဲ့လှုပ်ဝဲချက်ကအဲ့ဒါပဲကျွန်တော်စီကာစင်ကာနဲ့စတာအဲ့ဒါကြောင့်ပထမဆုံးဗီဒီယိုမှာကျွန်တော် my story နဲ့စတာကျွန်တော်အကြောင်းနဲ့ကျွန်တော် အမြင်နဲ့စခဲ့တာပြီးတော့မှ ဘာလုတ်သွားမယ်ဘာလုတ်သွားမယ်ဘာလုတ်သွားမယ်ဆိုပြီးကျွန်တော်မိတ်ဆွေတွေအကုန်လုံးကိုကျွန်တော်တို့6လအတွင်းပတ်စံရှားကြမယ်ဆိုပြီးတော့ဆွဲခေါ်လာတာအဲ့ဒီ milestone ကိုလည်းပြည့်မိအောင်လို့ကျွန်တော်ကစူးစမ်းနေတယ်ကျွန်တော်မိတ်ဆွေတို့ကျွန်တော်လက်ဆောင်တွေပဲပြန်ပေးခြင်းလို့လားဒါမှမဟုတ်ရင်ဆွဲဆောင်တာတွေပဲကောင်းလို့လားဗီဒီယိုတွေတင်တာတွေပဲကောင်းလို့လားဆိုရင်မဟုတ်ဘူးကျွန်တော်ရဲ့လျှို့ဝှက်ချက်ကတစ်ခုတည်းကျွန်တော်ဘာမှမျှော်လင့်ထားဘူးကျွန်တော်တင်ထားခဲ့တဲ့မြတ်ဗီဒီယိုတွေကိုကျွန်တော်မိတ်ဆွေတွေအစင်လိုက်ပြန်ကြည့်ရင်လေ my story ကနေဇလန်းစခဲ့တဲ့အထက်ကနေ ကျွန်တော် YouTube ကိုဘယ်လိုလုပ်ရမလဲဆိုတော့ကောင်းကောင်းသိခဲ့တာမဟုတ်ဘူးနောက်ထပ်ဗီဒီယိုတွေဗီဒီယိုတွေဗီဒီယိုစတင်ရင်းထဲမှာ YouTube ကလမ်းစာကိုအားလုံးနဲ့အတူတူအဖြည့်ရှာပြီးတော့ကျွန်တော် monetization ကိုရှောက်သွားတာအ ਨੇ ဆုံးတော့ကျွန်တော်စကားပြောရင်ဒီရင်တော့ဘယ်သူမှအဖတ်မလုပ်ဘူးဘယ်သူမှကျွန်တော်ကြည့်တာနားထောင်တာမရှိဘူးဒါပေမဲ့ YouTube တင်လိုက်ရင်အ ਨੇ ဆုံးတော့ဖြတ်လျှောက်သွားတဲ့သူပဲဖြစ်ဖြစ်လမ်းမှတွေ့တဲ့သူပဲဖြစ်ဖြစ်ကျွန်တော်ပြောတာကိုနားလည်ရင်နားလည်မယ်ကျွန်တော်ကိုအဖတ်လုပ်ရင်လည်းလုပ်မယ်အဲ့တော့ကျွန်တော်အဲ့ဒါတွေရှောက်ပြီးစဉ်းစားရင်လည်းကျွန်တော်ကစတင်သွားတာ ဲ့ထဲမှာလှိုးဝှက်ချက်ကိုရှာတွေ့လို့ကျွန်တော်မိတ်ဆွေတို့ပြန်ပြောပြတာအခုဒီဗီဒီယိုရဲ့ညီကုန်းကိုကျွန်တော်ဖိတ်တော့မယ်အဲ့ဒါ freestyle နဲ့ပြန်ပိတ်လိုက်တဲ့ညီကုန်းအရှိမပိတ်ထားတဲ့ဟာကကျွန်တော်စဉ်းစားထားတဲ့ content ရဲ့ညီကုန်းအဲ့တော့အခု freestyle မှာကျွန်တော်ညီကုန်းဘယ်လိုပြန်ပိတ်မလဲဆိုရင်ကျွန်တော်ညီတန်းကိုပဲပြန်ခေါ်လိုက်မှာ content တစ်ခုဖန်တီးဖို့အတွက်ကိုကျွန်တော်မိတ်ဆွေဘယ်လိုစဉ်းစားမလဲစလာကလေးကမျောလင့်ချက်တွေအကုန်ဖြောက်လိုက်ဘယ်သူကဖြစ်ဘယ်ဟာကိုကြည့်ပါစေငါတင်လိုက်တဲ့ဗီဒီယိုလေးကတော့ဘယ်သူကများကြည့်နေမလဲမသိဘူးဘယ်လိုလူတွေများကြိုက်တတ်မလဲမသိဘူးအဲ့ဒါခဏထားကိုလို့ချင်တော့အရင်လုပ်ပြီးကိုတင်ရှင်တဲ့ကိစ္စကိုအရင်တင်လိုက် နောက်တစ်ပုတ်တင်နောက်တစ်ပုတ်တင်နောက်တစ်ပုတ်တင်ပြီး statistic ကိုပြင်ကြည့်ဘယ်သူတကယ်လာကြည့်ွားလဲခုစိတ်ထဲမှာဗီဒီယိုမတင်ခင်ကတည်းကမျော်လင့်နေတာတွေစိတ်ကူးနေတာတွေဖန်တီးနေတာတွေတကယ်တမ်းဖြစ်လာခြင်းမှာဖြစ်လာတာခုတကယ်ပေါက်မယ်ထင်တဲ့ဗီဒီယိုမပေါက်ဘူးခုဖြစ်ချင်တာဖြစ်ဆိုပြီးလှုပ်လိုက်တဲ့ဗီဒီယိုကပေါက်ချင်ပေါက်သွားတယ်ဘာမှမဆိုင်ဘာမှမဆိုင်အဲ့ဒါကြောင့်ကျွန်တော်မျိုးစုတွေ content တစ်ခုကို phantom နေတဲ့နေရာမှာဟိုလူကတော့ကြိုက်ပါမလားဒီလူကတော့ကြိုက်ပါမလားဘာမှမစင်စားနဲ့ခုတ်ကိုလှုပ်ဆရာရှိတာခုစိတ်ထဲမှာပေါ်လာတာခုပြောရှင်ကျင်နေရတဲ့အရာကိုလှုပ်လိုက်တကူရဲ့စိတ်ထဲမှာယဉ်ထဲမှာမှတ်ထားရမယ့်ကိစ္စကတန်ဖိုးတော့ရှိပါစေပေါ့ဗျာ သူများတွေအချိန်ပြန်ပေးရတာဆိုတော့တန်ဖိုးတစ်ခုခုတော့ရပါစေပေါ့ကျွန်တော်မိတ်ဆွေတွေအားလုံးအတွေ့အလေးတစ်ခုရသွားမယ်လို့ထင်ပါတယ်ဗီဒီယိုတွေကြည့်တဲ့အခါမှာ channel တစ်ခုတည်းဗီဒီယိုမကြည့်နဲ့ကျွန်တော်ထက်ကောင်းတဲ့အကြံဉာဏ်ပေးနိုင်တဲ့ channel တွေလောကကြီးမှာအပြုံလိုက် YouTube လောကမှာအပြုံလိုက်အဲ့ဒါကြောင့်သူတို့တွေစီကနည်းနည်းသူတို့တွေစီကနည်းနည်းပိုလူစီကနည်းနည်းအကုန်လုံးစီကလိုက်ပြီးတော့ဆွဲယူပါတယောက်ဖြစ်စီကနည်းအရာရာအားလုံးကိုလုံးဝဆွဲမချနဲ့ကျွန်တော်ပြောတာလည်းမပြည့်စုံတာလည်းဖြစ်နိုင်တယ်ကျွန်တော်ပြောတာလိုအပ်ချက်တွေအများကြီးရှိတာလည်းဖြစ်နိုင်တယ်သတင်းကြော်ကာလာမှာအိမ်မှာနားနေရင်နဲ့ကျွန်တော်ဗီဒီယိုကိုအချိန်ပေးပြီးကြီးနေရတဲ့ကြည်လာတဲ့ တဦးတယောက်ချင်းစီတိုင်းကိုကျွန်တော်ကကျေးဇူးတင်ပါတယ်ကျွန်တော်တက်အသက်ကြီးတဲ့အကိုတွေဆရာတွေလူကြီးတွေဦးလေးတွေအတော်တွေအားလုံးကိုလည်းကျွန်တော်ဗီဒီယိုထဲကနေထိုင်ပြီးတော့ကြောလိုက်ပါတယ်မဟုတ်တော့မပါဘူးဖြစ်သွားတာပေါ့နော်ရင်ကျမအားလုံးကျွန်တော်မိတ်ဆွေတွေကိုမိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်စကားပြောကော်ဖီတောင်းရင်နဲ့ဖြတ်တန်းနိုင်ကြပါစေ။